မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခေတ္တရနေ့ကိုတင်ဆက်ပေးပါမယ်။အေအေစီဦးစီချို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရှိနေတဲ့နေရာကိုဘုံကျဲပြီးတပုံမှန်သမျှအပြတ်ချအမြင့်ဖြုတ်ရမယ်လို့ကျန့်ဖို့ပါတီရဲ့နေပြည်တော်နေပြည်ဥက္ကဋ္ဌအမတ်လောင်ဘူးလက်လှဆွေကကြွေးကြော်ပါလေ။ဝါတအောင်မွန်လူငယ်တွေကစစ်ကောင်စီကပြုတ်လုံးမဲ့အထုရောင်ရွေးကောက်ပွဲကိုလုံးဝဆန့်ကျင်ကန့်ကွက်တယ်လို့ကြေညာတဲ့တဲ့ပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခေတ္တရနေ့ကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အရခတက်တော် A ရဲ့စူးစီးချုပ်ဘိုချုပ်ထွံ့မြတ်နိုင်ရှိနေတဲ့နေရာကိုပုံကျဲပြီးတပုံမှန်သမျှအပြက်ချအမြင့်ဖြုတ်ရမယ်လို့ကျက်ဖို့ပါတီရဲ့နေပြည်တော်နယ်မြေဥက္ကဋ္ဌအမတ်လောင်းဖြစ်သူဘူးလက်လှဆွေကကြွေးကြော်ပြောဆိုလိုက်ပါတယ်။နိုဝင်ဘာလ10ရက်နေ့ကသူ့ရဲ့လူမှုကွန်ရက်ဆက်မျက်နှာကနေတဆင့်ပြောဆိုလိုက်တာဖြစ်ပြီးလက်ရှိအချိန်မှာငြိမ်းချမ်းရေးဆွံ့ရမယ့်အချိန်မဟုတ်တော့ဘဲ အပြက်ချရမယ်လို့လည်းဆိုပါတယ်။ဒါအပြင်သဘုံမှန်သမျှအမြင့်ဖြုတ်ရတော့မယ်လို့လည်းပြောဆိုလိုက်သလိုငင်းချရင်စကားပြောဆိုခဲ့တာများနေပြီလို့ကြံ့ဖို့ဘူးလက်လှဆွေကအခုလိုပြောဆိုလိုက်ပါတယ်။နေလာပါလေးစားပါလေ။ဒီနေ့ကနိုဝင်ဘာ10ရက်ဒီနေ့ကနေကျွန်တော်ဦးလှဆွေပေါ့ဘူးလက်လှဆွေလို့ခေါ်တယ်။ကျွန်တော် KIA မင်းတို့ရွှေလက်နဲ့ခေါ်တော့လာရင်လာမလာလို့ရှိရင်ဘူးလက်လွတ်လိုက်အမလားလို့မေးလွတ်တော့မှာမေးကုန်မေးခဲ့တယ်ကွာအဲကျွန်တော်ကလိုင်စာကိုဘုံကျဲဖို့လေကျွန်တော်တိုက်တွန်းခဲ့ဒီလိုပဲဘယ်သဘောမှမဆိုနိုင်ဘူးအင်ဂျာကြီးဆိုလို့ပဲကျွန်တော်မထက်နဲ့အမိမထက်နဲ့ကျွန်တော်မတော့မဆိုနိုင်ဘူးစကားပြောရများနေညာနေအပြတ်ချက်ကျွန်တော်အမာလိုင်းအမာလိုင်းနဲ့မှပါကျွန်တော်အပြော့လိုက်မဟုတ်ဘူးဤရောဤရောနဲ့ငဖယ်တို့တို့ပဲဒီမှာကျွန်တော်မပါဘူးအပြတ်ချက်မဲ့ဖွဲ့တယ်မှာပါတယ် ဲ့တော့ဒါမဲ့အေးသဘုံထုတ်ရလိုက်ဗနာရှိတယ်ရှိနေတဲ့ဘုံချင်းအပြတ်ချအမြစ်ဖြုတ်ဒါပဲဟိုလာမဆွေးနေနဲ့ဆွေးနေတယ်မှာကျွန်တော်ပါအဲ့ဒီလာပြောတာ လေးစားပါတယ်ဘူလတ်လဆွေဟာကျန်းဖို့ပါတီရဲ့ဘိုးကွန်ပတီဝင်ဖြစ်ပြီးနေပြည်တော်ကောင်စီနယ်မြေဥက္ကဋ္ဌဖြစ်ကပုပ္ပတိရီမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်စီရင်သွင်းထားသူလည်းဖြစ်ပါတယ်ဘူလတ်လဆွေကဗိုလ်ချုပ်ထွန်းမြနံရှိတဲ့နေရာကိုဘုံကျဲဖို့အတွက်လှုံ့ဆော်နေတာဖြစ်တယ်လို့တစ်ဖက်ကနေပြည်တော်စစ်ရုံးကလည်း ဘိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့တည်နေရာနဲ့အေယုံဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ဖို့အတွက်အော်တိုဘာလနှောင်းပိုင်းအတွင်းမှာပြုလုပ်ခဲ့တဲ့ရခိုင်ဒေသစစ်ရေးဆိုင်ရာအစည်းအဝေးမှာညွှန်ကြားခဲ့ပါသေးတယ်ရှင်။ ကချင်ပြည်နယ်သတင်းတဘောကိုတက်ဆက်ပေးကြပါတယ်။ကချင်ပြည်နယ်ဖောက်ကံမြို့နယ်လုံခင်ကျေးရွာအုပ်စုကထန်ကျေးရွာမှာတိုက်ပွဲဖြစ်ပွားခြင်းရှိပဲအကျန်းဖက်စစ်တပ်ကဝိုင်းတွဲလေရင်နဲ့အကြေရေ30ကျော်ဘုံကျဲတက်ခဲ့ခဲ့ရမှာ အသက်တစ်နှစ်အရွယ်ကလေးငယ်ဟာဒဏ်ရရှိပြီးမိခင်ဖြစ်သူမှလည်းဘုံထိမှန်တေဆုံးသွားတယ်လို့ဖားကန့်သတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။မနေ့ကနိုဝင်ဘာလ17ရက်နေ့နေ့လယ်ပိုင်းလောက်က မြစ်ကြီးနားမြို့လေရင်ကွင်းကနေတက်လာတဲ့ဝိုင်းတွဲလေရင်နဲ့ ဖားကံမြို့နယ်လုံခင်ကျေးရွာအုပ်စုကထန်ကျေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘုံအသီးအလုံးရေ36လုံးကျဲချတိုက်ခိုက်ခဲ့ရမှာကထန်ကျေးရွာကတဲ့မှာနေထိုင်တဲ့အသက်တနှစ်ကျော်အရွယ်ရှိတဲ့ကလေးငယ်နဲ့ပြည်သူတို့ဟာဒဏ်ရာရှိခဲ့ပြီးကလေးမိခင်ကတော့ဘုံထိမှန်ကတေဆုံးသွားခဲ့ရလို့လည်းသိရပါဗါးအလားတူနိုဝင်ဘာလ10ရက်နေ့ကလည်း KIA တပ်မဟာကို တရင်26အင်းတော်ကြီးဒေတာတုံပင်ရွာအနီးကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Jet Fighter 3စီးနဲ့ဘုံကျဲတိုက်ခတ်ခဲ့ပါသေးတယ်ရှင်။ ီတစ်ခါမှာတော့ရာဇဝတ်မှုများစွာကိုကျွတ်လွန်နေတဲ့အကြမ်းဖက်စစ်ကော်မရှင်ကနိုင်ငံတော်တည်ငြိမ်ရေးကိုအကြောင်းပြကဒီဇင်ဘာလ28ရက်နေ့မှာအတူရောင်ရွေးကောက်ပွဲကိုကျင်းပဖို့စီစဉ်နေမှုကိုလုံးဝစန့်ကျင်ကန့်ကွက်ကြောင်းဝတအောင်မလူငယ်တွေကပူးပေါင်းကကြညာချက် ထုတ်ပြန်လိုက်ပါတယ်စစ်တပ်ကတမိုင်းတစ်လျှောက်မှာပြုတ်လုခဲ့တဲ့ရွေးကောက်ပွဲတိုင်းဟာသူတို့အာဏာတည်မြဲရေးနဲ့တရားဝင်ဖြစ်အောင်ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက်တိုင်းရင်းသားအင်အားစုတွေအချင်းချင်းကြား စည်းလုံးညညမှုပြပြစေရေးသွေးခွဲရင်းနဲ့နိုင်ငံတကာအတိုင်းဝန်းကိုလှည့်စားကတရားဝင်ရရှိရေးအတွက်သာရွေးခဲ့တာဖြစ်တယ်လို့လဲဆိုထားပါဗါးအကြက်ပဲစစ်ကော်မရှင်ကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲဟာသူတို့ကျူးလွန်ခဲ့တဲ့စစ်ရာဇဝမှုတွေအလုံးရှောင်ရှားဖို့နဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်လည်အသက်သွင်းဖို့ရွယ်ထားတာဖြစ်ပြီးမိမိတို့လိုလားတဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးနဲ့ လုံးဝစန့်ကျင်နေတာကြောင့်မွန်ခမအုပ်စုဝတအောင်မွန်လူငယ်တွေအနေနဲ့လုံးဝစန့်ကျင်ကန့်ကွက်တယ်လို့လည်းလူငယ်အဖွဲ့တွေကကြေညာလိုက်ပါတယ်။အဲဒါကြောင့်ပြည်တွင်းပြည်ပကနိုင်ငံရေးပါတီတွေတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအရက်ဖွဲ့အဖွဲ့အစည်းတွေနဲ့နိုင်ငံသမားတွေအားလုံးအကြမ်းဖက်စစ်ကော်မရှင်ကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲကိုဝန်းရံတာ ပါဝင်ဓာရင်ပြုတ်လောက်ကြဖို့အတွက်ပြောဆိုထားကြသလိုတကယ်လို့စစ်ကော်မရှင်ရွေးကောက်ပွဲကိုဝန်းရံပါဝင်မယ်ဆိုရင်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းထားတဲ့ပြည်သူတော်လှန်ရေးရဲ့ရည်မှန်းချက်နဲ့စစ်မှန်တဲ့ Federal Democracy ပြည်တော်စုတိဆောက်ရေးမျှော်မှန်းချက်ကိုစန့်ကျင်ရရောက်ကြောင်း လူငယ်အဖွဲ့တွေကတတိပေးထားပါတယ်။အဲ့ဒါပြင်တရုတ်အစိုးရအပါအဝင်နိုင်ငံတကာအစိုးရတွေနိုင်ငံတကာအဖွဲ့အစည်းတွေပြင်ပနိုင်ငံကအိန္ဒိယရင်းနှီးမြှုပ်နှံသူအလုံးအနေနဲ့လည်းအကြမ်းဖက်စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကိုဤပညာနိုင်ငံရေးစီးပွားရေးတန်တမာရေးရာပံပိုးဆောင်ရတာတွင်ပြုလုပ်ကြဖို့ကိုလည်းဝတအားမွန်လူငယ်တွေကတိုက်တွန်းထားပါသေးတယ်ရှင်။ ပဲခူးတန်းအသင်းတပုတ်ကိုတက်ဆက်ပေးကြပါတယ်။ပဲခူးတန်းကျုပ်ပင်ကောင်းမြို့နယ်ဂွေကောင်းပင်တောရရွာမှာပြည်သူတွေစီကနေစစ်မှုရန်ကြီးလစဉ်ချင်းချောက်ကောက်ခံနေတယ်။ပြူစောတီခေါင်းဆောင်ဝင်းအောင်ကို ပြစ်ခတ်တက်ခတ်ရာကနေတစ်ဆုံသွားပြီလို့မြေအောက်ပျောက်ကြားတက်ဖွဲ့အုပ်ဖို့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်မီဒီယာကို ပြောပြပါတယ်။လူဝင်ပါလာ၁၀နှစ်မနဲ့6နိုင်လောက်ကကျိုးပင်ကောင်းမြို့နယ်ဂွေကောင်းပင်တောရရွာကပြည်သူစစ်ခေါင်းဆောင်ဝင်းအောင်ဟာပကင်းလက်လက်စင်တွင် မြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ကတော်လဲရဲဘော်တွေက ပြစ်ခတ်တိုက်ခိုက်တဲ့အတွက်တေသွားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။တစ်ဆုံသွားတဲ့ပြူစောတီခေါင်းဆောင်ဝင်းအောင်စီကနေပြည်သူစစ်ကပ်ပြားနဲ့ဖုန်တလုံးကိုတင်ဆက်ရရှိခဲ့ပြီးတော်လဲရဲဘော်တွေဘက်ကအထူးခံရှိ ပြန်လဲဆုတ်ခွာနိုင်ခဲ့လို့လည်းသိရှိရပါတယ်။ပြူစောတီခေါင်းဆောင်ဝင်းအောင်ဟာစစ်တပ်နဲ့တယောက်ထားသူဖြစ်ပြီးတော်လဲတပ်ဖွဲ့တွေရဲ့အချက်လက်တွေကိုစုံစမ်းထောက်လန်းတာ ပြည်သူတွေစီကနေစစ်မှုရမ်းကြီးလို့ဆိုပြီးငွေကြေးတွေကိုချင်းချောက်ကောက်ခံတာလူငယ်တွေကိုစစ်ကောင်စီနဲ့တူပေါ်တာဆွဲဖမ်းဆီးတာနဲ့ရိုးမာတွေစစ်ကြောင်းထိုးရမှာလမ်းပြတာတွေလှုပ်ဆောင်နေသူဖြစ်တယ်လို့လည်းသိရှိရပါတယ်။မြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ကတပ်ဖွဲ့ဝင်အနေနဲ့ပြည်သူတွေနဲ့တော်လှန်တပ်ဖွဲ့တွေကိုဒုက္ခပေးနေတဲ့အကြမ်းဖက်စစ်တပ်အပြင်စစ်တပ်တောက်တိုင်တွေကိုပါအရှိန်မြင့်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့လည်း သူတို့အနီးတွာလာနေထိုင်တာတွေလုံးဝမပြုတ်လောက်ကြဖို့ကိုလည်းအတိပေးပြောဆိုထားပါတယ်ရှင်။စကန်းအတင်းတဘောကိုတန်ဆက်ပေးကြပါရစေ။စကန်းတိုင်းမုံရွာမြို့နယ်မှာအကျန်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရမှာစစ်သားတွေထိခိုက်မှုများပြားတာကြောင့်လက်လက်ကြီးစစ်တပ်လက်ထီးတွေနဲ့ပစ်ကိုယူကပြန်လည်ဆုတ်ခွာသွားတယ်လို့ဒုတိယမြို့နယ်တပ်ပေါင်းစုစစ်ကြောင်းစစ်ကြောင်းမို့ ကျော်ကလေးကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်။နွေမလာ၁၀နှစ်မနဲ့၈နိုင်ခွဲလောက်ကမုံရွာမြို့နယ်တာစီရွာကနေကြောက်စစ်ပုံအမြောက်တပ်ကိုပြန်လည်ဆုတ်ခွာလာတယ်။အင်အား၈၀ခန်းပါတဲ့စစ်တပ်စစ်ကြောင်းကိုတော်လန်တပ်ဖွဲ့တွေကဒန်းပင်တဲရွာ၊ကိုးပင်ရွာနဲ့ထမ်းပင်လွာရွာနီးမှာကြားဖြတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ်။အဲဒီတိုက်ခိုက်မှုတွဲမှာအကြမ်းဖက်စစ်တပ်ဘက်ကအထင်အရှားပြီး ထိခိုက်မှုများပြားတာကြောင့်ကြောက်စစ်ပေါ်အမြောက်တပ်ကလက်လက်ကြီး10လုံးကျော်နဲ့ပြစ်ကိုပေးတိုက်ခတ်ခဲ့သလိုမုံရွာနမခခကနေတက်လာတဲ့စက်တက်လေထီးနှက်စီးကလည်းလာရောက်ဘုံကျဲတက်ခိုက်သွားလို့သိရပါဗျ။ဒါပြင်အဲ့ဒီစစ်တက်စစ်ချောင်းကိုကြောက်စစ်ပေါ်အမြောက်တပ်စစ်ကိုယ်တွေကတံပြားကကားတွေနဲ့လာရောက်ခေါ်ဆောင်သွားလို့လည်းသိရှိရပါဗျ။ အဲဒီခိုင်မှုကိုဗုဒ္ဓလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းမုံရွာမြို့နယ်တိုက်နယ်၅နယ်မုံရွာခဲတရင်၁၈တို့ကပူပေါင်းလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်ရှင်မကွေးရတဲ့တပုတ်ကိုတင်ဆက်ပေးကြပါရစေ။မကွေးတိုင်းဆလင်းမြို့ပေါ်ရက်ွက်တွေနဲ့ကျွရတွေကိုအကြက်ဖက်စစ်တပ်ကဝန်းရောက်စီးနှင်းပြီးလူငယ်25ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ပြည်သူညင်တော်ဆလင်းသတင်းတာဝန်ခံကိုပြည်သူကရန်ကုန်ခေတ်စ်ကိုပြောပြပါရစေ။ အဲလိုအကြမ်းဖက်စစ်သားတွေကပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့လူငယ်25ဦးဟာအသက်20ကျော်ကနေအသက်35နှစ်အရွယ်အတွင်းမှာရှိနေတဲ့လူငယ်တွေဖြစ်ကြပြီးအဲ့ဒီအထက်က16ဦးကိုစစ်တပ်နန်းကျောင်းကိုပို့ဆောင်လိုက်တာဖြစ်တယ်လို့လည်းသိရပါဗျ။ကြန့်ရှိတဲ့လူငယ်9ဦးကိုလည်းအကြမ်းဖက်စစ်တပ်က မိသားစုစီကိုအကြောင်းကြားပြီးငွေကျပ်သိန်း100နဲ့ပြန်လဲရွေးထုတ်ခိုင်းတာကြောင့်မိသားစုတွေကလာရောက်ရွေးယူသွားတယ်လို့လည်းသိရှိရပါတယ်။အလားတူဘကိုတိုင်းတာရီမြို့နယ်30မြို့မှာလည်းအကြမ်းဖက်စစ်တပ်ကစံဆက်ကနေပြန်လာတဲ့လူငယ်အုပ်ကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပြပါရတယ်။နိုဝင်ဘာလ9ရက်နေ့ညနေ6:00ခန်းမှာ 30မြို့အနောက်ရေတွင်ကုန်ကျေးရွာတွင်ကိုအကြက်ဖက်စစ်တပ်ကဝင်ရောက်စီးနှင်ပြီးဆန်ဆက်ကနေအလုဆင်းပြီးပြန်လာတဲ့လူငယ်အုပ်ကိုစစ်သားတွေကပေါ်တာဆွဲဖမ်းဆီးသွားတာလည်းဖြစ်ပါတယ်။အဲဒီလိုဖမ်းဆီးခံရတဲ့လူငယ်အုပ်ဟာဝင်းဝင်းနဲ့အခြေခံလူဒန်းစားတွေဖြစ်ကြပြီးအနောက်ရေရင်ကုန်းရွာကမောင်ဖိုးချစ်နဲ့အငယ်လေးဆိုသူတို့ဖြစ်တယ်လို့လည်းသိရှိရပါတယ်။အကြက်ဘက်စစ်တပ်ကအခုနိုဝင်ဘာလအတွင်းမှာ စစ်မှုထမ်းအပတ်စဉ်16ကိုဖွင့်လှစ်သွားမှာဖြစ်ပြီးနိုင်ငံတော်ကလူငယ်တွေကိုအကြမ်းဖက်ပေါ်တာဆွဲဖမ်းဆီးမှုတွေကိုတောက်လျှောက်ဆိုသလိုလွတ်ဆောင်နေရလို့လည်းသိရပါတယ်ရှင်။အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုဒ်ကတော့သကိုင်းတိုင်းတပိန်းမြို့နယ်ကကျေးရွာနှစ်ရွာကိုအကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမျိုးမရှိဘဲ လေရင်နဲ့ဘုံကျဲတက်ခိုက်တာကြောင့်ပြည်သူ6ဦးဟာထိခိုက်ဒဏ်ရာရှိပြီးနေအိမ်တွေမီးလောင်ပြကျသွားတယ်လို့ဒေသပြည်သူတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။လွင်ပါလာ10နှစ်မွန်လွယ်3နိုင်ခန့်ကနေစတင်ပြီးညနေ6နိုင်ကျော်ထိမိတိလာ ရှမ်းတဲလေတက်ကနေတက်လာတဲ့အကြက်ပဲစစ်တပ်ရဲ့ Jet Fighter တစ်စီးနဲ့တရဝူလေတက်ကနေတက်လာတဲ့ Jet Fighter နှစ်စီးကတပင်းမြို့နယ်အနောက်ချမ်းကဆက်ပြချင်းကျွာနဲ့ ကျွန်းတော်လေးကြေးရွာတို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလေရင်နဲ့ဘုံကျဲတိုက်ခတ်ခဲ့လို့လည်းသိရှိရပါတယ်။ဂျပန်စစ်တပ်ရဲ့ဘုံကျဲတိုက်ခတ်မှုတွေမှာဆက်ပြချင်းကြေးရွာနဲ့ကျွန်းတော်လေးကြေးရွာကပြည်သူ၆ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့ပြီးဆက်ပြချင်းကြေးရွာကနေအိမ်၅လုံးကျော်ဟာမိလောင်ပြကျသွားရလို့လည်းသိရပါတယ်။ အလားတူမကွေးတိုင်းထီလင်းမြို့နယ်အလဲပိုင်းကျေးရွာအနီးကိုလည်းအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲလေရင်နဲ့ပုံကျဲတက်ခတ်ခဲ့လို့ပေါ့မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကကိုလာရောင်ကရုံကုန်ခေတ်မီဒီယာကိုပြပြပါဗါးလွင်ဘာလ10နှစ်မွန်လတနိုင်28မိနစ်ခန်းကနေစတင်ပြီး32မိနစ်ခန့်ထိတရဲဦးလေတပ်ကနေတက်လာတဲ့ Jet Fighter လေယာဉ်တစ်စီးကထီလင်းမြို့နယ်အလဲပိုင်းကျေးရွာအနီးကိုတိုက်ပွဲဖြစ်ပွားခြင်းရှိပဲ သုံးချိန်ဘုံကျဲတက်ခတ်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရေကုန်ခေတ်ရဲ့မနက်ခေတ်တဲ့နေ့ကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။